အညာဒေတာကတော်လန်ရေးတည်ရင်တက်ဖွဲ့တွေတိုင်းနာလက်နက်ကိုင်တက်တွေနဲ့ပူရဲတိုက်ခိုက်ပြီးအောင်မြင်မှုတွေရရှိခဲ့တာကိုတိတုံညာနှစ်ခွန်စစ်စင်ရေးတိုက်ပွဲတွေအတွင်းမှာပေါ်ပေါ်ထင်ထင်မြင်ခဲ့ရပြီးပါပြီတိတုံညာနှစ်ခွန်စစ်စင်ရေးတိုက်ပွဲတွေအပြီးမှာလဲရေဦးရွှေဘုံပခုတ်ကူမုံရွာမြင်းကြံရင်းမာပင် စတဲ့ခရိုင်တွေအတွင်းက PDF တိုက်ရင်တက်ဖွဲ့တချို့ဟာတိုင်းနာနယ်မြေတွေထဲကမြို့ရင်းတိုက်ပွဲတွေမှာဖြူဟာစစ်ကြောင်းစုဖွဲ့မှုတွေနဲ့အတူပါဝင်တိုက်ခိုက်လာကြပါတယ် 2024ခုနှစ်ဒီဇင်ဘာလမှာအပိတက်တင်ပိုက်ရရှိခဲ့တဲ့ချင်းပြည်နယ်မင်းတပ်မြို့တိုင်းတိုက်ပွဲမှာလည်းမုံရွာခရိုင်ကတိုင်ရင်တပ်ဖွဲ့တချို့ပါဝင်ခဲ့တယ်လို့ပြီးခဲ့တဲ့ဧပြီလ9ရက်နေ့မှာတင်ပိုက်ရရှိခဲ့တဲ့ဖလန်းမြို့တိုင်းတိုက်ပွဲမှာလည်းမြင်းကြံခရိုင်နဲ့ရမပင်ခရိုင်အတွင်းကတိုင်ရင်တပ်ဖွဲ့တွေပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်ဖလန်းမြို့တိုင်းတိုက်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တဲ့အညာဒီတကတိုင်ရင်တပ်ဖွဲ့တွေထဲမှာမြင်းကြံခရိုင်အမှတ်9တိုင်ရင်ဖြစ်တဲ့မြင်းကြံ Black Tiger တပ်ဖွဲ့လည်းပါဝင်ခဲ့ပါတယ် မြင်းကျပ်ဘလက်တိုက်ကတပ်ဖွဲ့ကရဲဘော်တွေဖလန်းမြို့ရင်းတိုက်ပွဲမှာပါဝင်ခဲ့ပုံနဲ့ပတ်သက်လို့မြင်းကျပ်ဘလက်တိုက်ကတပ်ဖွဲ့ကောင်းဆောင်ဘူမိုက်ခဲကိုဒီမိုကရက်တစ်ပရက်စ်ကမေးမြန်းထားပါတယ်အဟုတ်ကဲ့ဒီကျွန်တော်တို့ကတော့အဓိကဘုံတော့ အဲဘောနောချင်းမြောင်ဘောနော CB နဲ့ပဲကျွန်တော်တို့အဓိကချိတ်ဆက်ပြီးတော့အဲကျွန်တော်တို့ဒီရှင်းတိုင်ခွဲမှာအဓိကဘူးပေါင်းပါမယ်တိုက်ခိုက်ခဲ့တာပါအဲကျန်တဲ့အညာတက်တွေရောဘောနောအခြားဘောနောအဲတက်တွေရောပါပါတယ်ကျွန်တော်တို့ဒီအတိကျဘောနောကျွန်တော်တို့မသိပါဘူးခင်ဗျာဟုတ်အဲဒီကျွန်တော်တို့ချက်ချောင်းဘောနောကျွန်တော်တို့ကဒီ အဲစစ်ကြောင်းတွေ viewer တွေနဲ့တွေ့ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တက်ရဖွဲ့သီးပေါ့မော်နော်အဲ့တော့ကျွန်တော်တို့တော်တော်တင်နေကြမှာကျွန်တော်တို့ချင်းဘက်မှာအဲဖလန်းမျိုးတိုင်တိုက်ပွဲမှာတော့ကျွန်တော်တို့ဒီကွန်မန်ဒိုစစ်ကြောင်းရဲ့ဒီပေါ့နော်ဒီပေါ့နော်တိုက်ခိုက်စစ်ကြောင်းကဒီစစ်ကြောင်းခွင့်ရပေါ့နော်စစ်ကြောင်းနဲ့ကြောင်းပို့ပြီးကျွန်တော်တို့ပူပေါင်းတိုက်ခိုက်ခဲ့တာပါဗျာအဟုတ်ကဲ့အဓိကကတော့ကျွန်တော်တို့ရဲဘော်တွေပေါ့နော်ကျွန်တော်တို့ရဲဘော်တွေ ဘောနောအဲကျွန်တော်ဆိုတာကျွန်တော်ရေဘော်ကြီးလည်းအရန်ပြောပါတယ်ကျွန်တော်တကယ်တိုက်ပွဲမှာဘောနောအဲဘောနောတိုက်ပွဲဝင်နေတန်ရတဲ့ရေဘော်ကြီးအဲပို့ပြီးတော့ကျွန်တော်ထပ်ပို့ပြီးပြောပါပါအဲကျွန်တော်အနေနဲ့ကတော့အတိုင်းတမတိပြောရှင်မိရပါအဲကျွန်တော်တို့ရေဘော်ကြီးအကောင်းဆုံးကြိုးစားခဲ့တယ်အကောင်းဆုံးလုပ်ဆောင်လိုက်ခဲ့တယ်ပြီးရင်ကျွန်တော်ပြည်သူလူထုကိုကျွန်တော်တို့ဘောနောအဲခရီးပေးထားရှိရတယ်နော်အဲကျွန်တော်တို့လူတိုင်း မြူသိမ့်ပြီးမယ်ပေါ့နော်ကျွန်တော်တို့အဲကျွန်တော်တို့ဥဆောင်ပြီးတော့မြူသိမ့်တိုက်ပွဲမဟုတ်ပြီးမယ်လို့ကျွန်တော်တို့ရဲဘော်တွေပေါ့နော်အဲခိုကက်ချင်းမရှိဘူးအဲကျွန်တော်တို့ပေါ့နော်မာမိတ်တွေနဲ့တူညီညွတ်နဲ့တစ္ဆာရှိရှိနဲ့ကျွန်တော်တို့အမိန်နာခံမှုအပြေအဝရှိရှိနဲ့ကျွန်တော်တို့ပူပေါင်းပေါ့နော်အဲတိုက်ခိုက်နိုင်ကြတဲ့အတွက်ကျွန်တော်တို့ပျော်မိရပေါ့နော်အဲပြီးရင်ကျွန်တော်ညာကစားပါတယ်ကျွန်တော်မြူသိမ့်တိုက်ပွဲလှူဆောင်နိုင်မှုကျွန်တော်တို့အကောင့်ဆက်ပြီးကြိုးစားတော့မှာဖြစ်တယ်အဓိကတော့ပြည့်ရှင်မှုတွေနဲ့အတူတူပေါ့နော်အဲကျွန်တော်တို့ဝန်ထမ်းမှုတွေရကျူပဲမှုတွေရအားလုံးကရောရဖြစ်နေရပါ အဲကျွန်တော်တို့ဘက်ကရဲဘော်တွေကြာဆုံးတာတွေရှိတယ်အဲတန်ရတာရှိတယ်ကိုလက်အင်္ဂါဆုံးရှုံးတာတွေရှိတယ်အဲ့လိုပဲကျွန်တော်တို့ပြည်သူလူထုကိုဘောတော့မြို့သိမ်းတိုက်ပွဲအဖြစ်ပေါ်တော့ကျွန်တော်တို့တွေစကားသားလက်ထက်ကနေပြီးတော့ကျွန်တော်တို့ပြည်သူထံကိုကျွန်တော်တို့အနန္တနိုင်ခဲ့တဲ့အတွက်လည်းကျွန်တော်တို့ဝတ်သားမိပါတယ်ဗျာဆစ်ဆိုတာတော့ကျွန်တော်တို့ပန်းနဲ့ပေါက်တာမဟုတ်ဘူးဘောတော့အဲကမ်းလေးနဲ့ပြင်ရဖြစ်တဲ့အတွက်ကျွန်တော်တို့တချို့အတွေ့အကြုံတွေအသက်တွေရင်ရပါတယ်တချို့အတွေ့အကြုံတွေကြတော့လေကုလိုက်ငါးလေးဆုံရှုံရပါတယ်အဲ့ဒါတွေနဲ့ အရိယာအတွေ့အကြုံတွေပေါ့နော်ကျွန်တော်တို့အဲရယူပြီးတော့အညာလေးသားပါပေါ့နော်အဲကျွန်တော်တို့ဒီအကောင်းဆုံးအနေနဲ့ပြန်လာပါပါကျွန်တော်တို့ဘာနော်တိုင်းသားဘက်ကိုတိုက်မယ်ဆိုကြနေရပါတော့ကျွန်တော်တို့ရဲဘော်တွေတရားအတွေ့အကြုံရင်းနေတူတွေပြီးရင်ကျွန်တော်တို့အဲအထုကိုမှတို့တွေပေါ့အဲပြီးရင်လေးကျင်းသားပြွားနေတဲ့ရဲဘော်တွေကိုပဲအထုတစ်ဖက်တော့ကျွန်တော်တို့ရွေးပြီးတော့ပို့ဆောင်တာဖြစ်တဲ့အတွက်ကိုရဲဘော်တွေကိုတော့ကျွန်တော်တို့ကတရားရဂိုင်းလုံးယုံကြည်ပြီးသားဖြစ်ပါတယ်ဒါပေမဲ့အဲစိတ်ကြုပ်မှုမရပါတော့ အဲဒါပေမဲ့အခုတော့ကျွန်တော်ရဲဘော်တွေအကောင်ဆုံးလုပ်နိုင်ခဲ့တဲ့အတွက်ကျွန်တော်ဝမ်းသာပြီးပါတယ်ဗျာအဲကျွန်တော်တို့ညီနိုင်ထားတာတွေလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့စီရင်နေထားကိုကျွန်တော်တို့အဲမဖော်ပြခြင်းဘောတော့အဲပြီးရင်ဖော်ပြရတော့ပဲဖော်ပြခြင်းတာပေါ့အဲ့လိုမျိုးနေထားပေါ့အဲ့တော့ကျွန်တော်တို့အနေနဲ့တအားတော့ကျွန်တော်တို့ကပြောခြင်းမဟုတ်ခင်ဗျာဟုတ်အဲတေချာတော်တစ်ခုကတော့အဲဘောတော့ MPG တက်ဖွဲ့သည်ဘောတော့ မြင်းချံကိုပူဇော်ပြုရတက်မဟုတ်ဘူးအဲ့လိုပဲမန္တလေးတိုင်းကိုပူဇော်ပြုရတက်လည်းမဟုတ်ဘူးကျွန်တော်တို့ MP တက်ဒီတနိုင်ငံလုံးကိုပူဇော်ပြုတယ်ပြည်သူတွေရှိတဲ့နေရာ MP ရှိတဲ့နေရာပဲအဲ့လိုပဲပြည်သူတွေကိုစော်ကားပြီးတော့ရုံးမာနေတဲ့အဖွဲ့အစည်းတွေရှိတဲ့နေရာအဲစက္ကစတွေရှိတဲ့နေရာဒီ MP ရဲ့နေရာဖြစ်ပြန်အဲ့တော့ကျတော့ဆီအနာရှင်စနစ်ကိုအနာရှင်စနစ်ကိုကျွန်တော်တို့ကတော်လိုင်းမှာဖြစ်တဲ့အတွက်တနေ့ကလုံးမှာရှိတယ်ပေါ့နော်နေရာနဲ့ပြားမှာပေါ့နော် MPD တက်တွေကိုတနေ့ကလောက်တို့ချက်ဖြတ်ထားဖို့ရှိပါတယ်ခင်ဗျာဟုတ်